မဲမင်္ဂလာပါဒီနေ့မှာတော့ကဘာကျော်ပကြီကားတွေကိုဖန်တီးပေးခဲ့ပေးမယ်ပေါ့နော်စည်ရင်ဒုက္ခတွေနဲ့တစ်သက်လုံးအထူးကြံခဲ့ရတဲ့ Vincent Van Gogh ရဲ့အကြောင်းကိုဒီချေကပြပြပေးမှာဖြစ်ပါတယ် ကောင်ကွာဆိုလို့ရှိရင်အမှုပညာအယောင်သမားနဲ့ရောတရားဟောဆရာအဖြစ်အလုပ်တွေလုပ်ခဲ့ပေမဲ့သူကဘယ်နေရာမှာအောင်မြင်မှုမရခဲ့ဘူး။နောက်ဆုံးတော့အသက်28နှစ်ပေါ့နော်။မှပကြီးစဆွဲခဲ့တယ်။သူ့ဘဝရဲ့နောက်ဆုံး10နှစ်အတွင်းမှာပဲလက်ရပေါင်း2000ကျော်ကိုဖန်တီးခဲ့တာစိတ်ကူးကြည့်ပါအောင်ပေါ့နော်။ဒါကဘလောက်တောင်ဆရာထက်တန်လဲဆိုတာကိုပြသနေပါတယ်။စောပိုင်းမှာတော့ The Potato Eat လို့မျိုးပေါ့နော်။ဆင်းရဲသားဘဝတွေရဲ့ သဘောတရားတွေကိုသူကမှောင်တဲ့အရာတွေနဲ့ရေးဆွဲခဲ့တယ်။ဒါပေမဲ့ပြင်သစ်ကိုရောက်တဲ့အခါကျမှတော့ sunflower လိုမျိုးပေါ့နော်။အဝါရောင်တောက်ပါတဲ့အရာအနေနဲ့စတင်ပြီးတော့သုံးဆွဲလာပါတယ်။မှာပဲပေါ့နဲ့ကောကင်လိုမျိုးပေါ့နော်။ပကြီးစီယာတွေနဲ့ပေါင်းသင်းရင်းနဲ့သူကခက်ခဲတဲ့ဆက်ဆံရေးတွေကြောင့်ပို့ပြီးတော့စိတ်ကြမ်းပါပြီးဆိုရလာခဲ့ပါတယ်။ညာတဲ့နရွက်ဖြတ်ခဲ့တဲ့ကိစ္စဟာဆိုလို့ရှိရင်လေသူနဲ့ကောကင်တို့ကြားတဲ့ကစိတ်ပိုင်းဆိုင်ရာပဏိပက္ခကနေဖြစ်လာခဲ့တာပါ။ တဲ့အကျော်ကြားဆုံးလက်ရဖြစ်တယ်ပေါ့နော် The Starry Night ပကြီကားဆိုလို့ရှိရင်ကျမကြီးကုသဆောင်မှာသူနေထိုင်နေဖန်တီးခဲ့တာဖြစ်တယ်ဒီပကြီကားကအနုပညာကိုကုစားမှုအဖြစ်ဘလို့အသုံးပြရလဲဆိုတာကိုပြသနေတာဖြစ်ပါတယ်ခက်ခဲဆုံးအချိန်တွေမှာအမြဲတမ်းကူညီပေးသူရတော့ဗောနော်သူညီလေးသူ့ကိုတယောက်တည်းရှိခဲ့တာပါ 1880ပြည့်နှစ်ကနေ1890အတွင်းမှာပဲပကြီကားပေါင်း900နီးပါးနဲ့ပုံကြမ်းပေါင်း1100ကျော်ကိုသူကဖန်တီးခဲ့တာဒါဟာပြန်မြအနေနဲ့ပေါ့နော်36နာရီတိုင်းမှာလက်ရာတစ်ခုပြည့်တယ်လို့ဆိုလိုတယ်တဲ့တိုတောင်းတဲ့ဒီကာလအတွင်းမှာဒီလောက်များပြတဲ့လက်ရာတွေကိုဖန်တီးခဲ့တယ်ဆိုလို့ရှိရင်ဒီချေတို့အတွက်အရန်အံ့ဩစရာကောင်းပါတယ်ဟိုဆယ်စုနှစ်အတွင်းမှာလုတ်ခဲ့ရတာမှသူကပကြီကားတကားပဲရောင်းခဲ့ရရှာတာ 1890ပြည့်နှစ်မှာတော့ဗန်ကူဝါအသက်38နှစ်နဲ့ပဲကွယ်လွန်သွားခဲ့တယ်ပေါ့နော်။ကွယ်လွန်ပြီးသွားတဲ့အချိန်ဆယ်စုနှစ်များစွာကြာမှာပေါ့နော်။သူရဲ့အနုပညာလက်ရာတွေကကမ္ဘာမှာအဖိုးထိုက်တန်တဲ့အဖိုးအထိုက်တန်ဆုံးအလွှမ်းမိုးနိုင်ဆုံးပကြီကားတွေဖြစ်လာခဲ့တာပါ။ တီချေတို့ပေါ့နော်ဖန်ကိုကိုသင်ခန်းစာယူရမယ်ဆိုလို့ရှိရင်လောကကြီးမှာဆီယမားတွေရဲ့ဖန်တီးမှုတွေကိုနားမလည်သေးဘူးဆိုရင်တော့မှစိတ်တက်မကြပဲနဲ့ဆီယမားတွေရဲ့ယုံကြည်ရာမှန်ကန်ရာကိုစိတ်ခံစားချက်အမှန်တွေကိုဆက်လက်ဖော်ထုတ်နေဖို့ပါပဲဖန်တီးထားတဲ့လက်ရာတွေတံမိုးတွေကိုပေါ့နော်အခုချက်ချင်းလက်ငယ်လူတွေကလက်မခံနိုင်သေးရင်တော့မှအချိန်တစ်ခုရောက်တဲ့အခါကျရင်တော့တီချေတို့ရဲ့တံမိုးကိုသူတို့သိမြင်လိုက်မယ်လို့တီချေထင်ပါတယ် အန်ကိုရဲ့အကြောကြားဆုံးပကြီးကားထဲမှာဆိုလို့ရှိရင် The Starry Night ပါတယ်။နောက်ကြတော့အာလူစားကြသူများပါတယ်။ပြီးသွားတဲ့အခါသူ့ရဲ့နေရွက်ဖြတ်ထားတဲ့ပေါ့နော်။ဟိုသူ့ရဲ့ Self Portrait တွေပါတယ်။နောက်ကြတော့အခြားပကြီးကားတွေများစွာလည်းသူ့မှာအများကြီးရှိပါတယ်။ Vincent Van Gogh ရဲ့အကြောင်းလေးကိုကြိုက်တယ်ဆိုရင်တော့ဒီချက်ကို like and share လေးလုပ်ပေးသွားကြအောင်နော်။